မြောက်ကိုရီးယားဟာသူ့ရဲ့ပေမနျူကလ িয়ার ဆက်ရုံမှာယူရေနီယံတန့်စင်ဆက်ရုံတွေတည်ဆောက်နေပုံရှိတယ်လို့ကုလသမဂ္ဂနျူကလ িয়ার ဆောက်ကြည့်ရေးအဖွဲ့ကယခုသတင်းပတ်မှာသတိပေးလာတာရှိပြီးနျူကလ িয়ার လက်နက်ဖြည့်ဆွမ်းမှုကိုတိုးမြှင့်ဖို့နိုင်ငံကောင်းဆောင်ကင်ဂျွန်အွန်ရဲ့စီစဉ်နေခြင်းရဲ့အထင်ရှားဆုံးလက္ခဏာပဲဖြစ်ပါတယ်။လရှိချင်းတီမြောက်ကိုရီးယားမှာထုတ်ပြန်ထားခြင်းမရှိသေးတဲ့ယူရေနီယံတန့်စင်ဆက်ရုံနှစ်ခုကိုပဲကျွမ်းကျင်သူတွေနဲ့နိုင်ငံတကာအနုမြူစွမ်းရင်အေဂျင်စီ IAEA တို့ကဖော်ထုတ်ထားနိုင်ခဲ့ပါတယ်။ ဒီအနက်မြောက်ကိုရီးယားရဲ့မြို့တော်ဖြောင်ယန်းကနေ62မိုင်အကွာမှာရှိတဲ့ဖြောင်ယန်းပင်မနျူကလ িয়ার ဆက်ရုံမှာတစ်ခုရှိပြီးတော့ကြံတစ်ခုကတော့ပျုံယန်းမြို့ပင်မှာရှိနေတဲ့ကမ်ဆွန်အရက်မှာတည်ရှိတာပါ ဒါပေမဲ့ IAEA ရဲ့ညွှန်ကြားရေးမှူးချုပ် Rafik Lucy ကဗီယက်နာမြို့မှာရှိနေတဲ့အုပ်ချုပ်ရေးဘုတ်အဖွဲ့ထံကို တနင်္လာနေ့ကတင်ပြတဲ့အစီရင်ခံစာမှာတော့ကန်စွန်တပ်စီရေးစက်ရုံနဲ့အတိုင်းအတာနဲ့ပုံမှန်တွင်ပြင်တူညီတဲ့အဆောက်အအုံတစ်ကိုဖြောင်းရမ်းမှာတည်ဆောက်နေတာကိုအေဂျင်စီကစောင့်ကြည့်နေတယ်လို့ဆိုထားပါတယ်ဒီအဆောက်အုံတင်တဲ့ပတ်သက်ပြီးတော့ Glossy ရဲ့ထုတ်ပြန်ချက်မှာတော့အသေးစိတ်အချက်အလက်တွေထပ်မံဖော်ပြထားတာမရှိပါဘူး ဒါပေမဲ့နျူကလ িয়ার လက်နက်တိုက်ကိုတိုးချဲ့မယ်လို့ခင်ဂျွန်အားရဲ့အချိန်ချင်းဆော်ဩပြောဆိုမှုတွေကအခုတိဆောက်နေမှုဟာယူရေနီယံတန့်စင်စက်ရုံသစ်ဖြစ်နိုင်တဲ့အားကောင်းဆုံးလက္ခဏာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ကြီးထွားလာတဲ့နျူကလ িয়ার စွမ်းရည်အပြင်မကြသေးမီကရုရှားနဲ့ထူထောင်ထားတဲ့မဟာမိတ်ဆက်ဆံရေးတွေကြောင့်အနောက်တောင်ဝင်ရှိသူတွေနဲ့အကဲဖြတ်တီဟာမြောက်ကိုရီးယားရဲ့သက်ဆိုင်ရာစက်ရုံတွေအဆောက်အဦတွေကိုနှီးကပ်ဆောက်ကြည့်လျက်ရှိနေပါတယ်။ နျူကလ িয়ার စွမ်းရည်နဲ့ရုရှားရဲ့မဟာမိတ်ပြုတ်ခြင်းကခင်ဂျွန်အွန်အတွက်အမေရိကန်နဲ့တောင်ကိုရီးယားတို့နဲ့ဆက်ဆက်နှိမ့်နိုင်တဲ့အခါမှာအသာစီးရနေနိုင်မှာဖြစ်ပါတယ်။မြောက်ကိုရီးယားဟာအနုမြူဘုံလောင်စာနှစ်မျိုးဖြစ်တဲ့ပရူတိုနီယံနဲ့အထူးသန့်စင်ထားတဲ့ယူရေနီယံတို့ကိုထုတ်လုပ်ခဲ့တာနှစ်အတန်ကြာနေပြီဖြစ်ပါတယ်။ဖြောင်ရမ်းမှာရှိတဲ့ဆိုဗီယက်ထုတ်အငယ်စားနျူကလ িয়ার ဓာတ်ပေါင်းဖိုကနေအသုံးပြုပြီးသားလောင်စာတွေကနေပရူတိုနီယံကိုထုတ်ယူပါတယ်။ရောင်ပြောမှာရှိတဲ့ရေဒီယိုတက်တီကြွ ဓာတုဗေဒဓာတ်ခွဲခန်းမှာအသုံးပြုပြီးသားနျူကလ িয়ার လောင်စာတွေကိုမြောက်ကိုရီးယားအင်ဂျင်နီယာတွေကပြန်လည်ထပ်မံတန့်စင်နေပြီးပလူတိုနီယံထုတ်လုပ်နေမှုကိုတွေ့ရတယ်လို့ Grossy ကတနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားဟာရောင်ဖြောင်းတဲ့ကန်ဆွန်မှာယူရေနီယံတန့်စင်ခြင်းတွေကိုလှုပ်ဆောင်နေတယ်လို့ကြေကြေပြက်ပြက်ယူဆခံထားရပါတယ်။မြောက်ကိုရီးယားဟာတခြားလူဝတ်နေရာတွေမှာလည်းယူရေနီယံတန့်စင်တဲ့ centrifuge set တွေကိုလည်းပတ်နေနိုင်တယ်လို့လေလာစမ်းသပ်သူတွေကကောက်ချက်ချထားပါတယ်။ 2010ခုနှစ်မှာတော့ရောင်ဖြောမှာရှိနေတဲ့ Sandy Fruit စက်ရုံစီကို American အရာရှိဟောင်းတွေနဲ့ပညာရှင်တွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကိုမြောက်ကိုရီးယားကကြီးရှုခွင့်ပြုခဲ့ပေမဲ့ Uranium တန့်စီရဲ့အစီအစဉ်ကိုတော့ဖုံးကွယ်ထားလျက်ရှိနေပါတယ်ရှင်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။